အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီမှာဟိုကကျွတ်ရှိလို့လေအဲ့ဒါကျွတ်ကတ်တဲ့ကော်ဝယ်ပြီးတော့ကျွန်တော်ထားရတာဒီလိုအိမ်မြောင်လေးတွေကော်ထက်မှကန်းကြီးနေမယ်လို့မစဉ်းစားမိခဲ့ဘူးအတွေးတိုက်နေပဲပြောရမှာပေါ့အခုဒီမှာသူကော်လေးကတ်တာလေအဲ့ဒါဘယ်လိုလောက်ရလဲဆိုတော့ကျွန်တော်ဘယ်လိုလောက်ရမှမသိဘူးတနာတာနဲ့အဲ့ဒါ Google မှာရိုက်ရှာကြည့်လိုက်တာ ိုကိုကဲဘယ်လိုလောက်ရလဲဆိုတော့ဒါကျွန်တော်ဒီစီပေါ့နော်စားစီဒါကျွန်တော်နောက်ထပ်ဒုတိယတစ်ကြိမ်ပေါ့နော်ပထမတစ်ကြိမ်တော့ကော်ရဲกว่าပါပြီတွေ့လားဒါလက်တွေ့လက်တွေ့နော်ဒါကျွန်တော်တို့ဟိုကျွတ်ဖမ်းတဲ့ကော်သိလားကျွတ်ဖမ်းတဲ့ကော်အဲ့ဒါကျွန်တော်လက်တနာနဲ့ခုခဲမှာခောက်ချကြည့်တာ ဒီလိုစားစီနဲ့လောက်ရတယ်ဆိုတော့အဲ့ဒါစိတ်ရှိလက်ရှိနဲ့လောက်နာအခုတော့ကော်တွေရတော့မနဲ့ကွာသွားပြီတော့မသိတော့ဘူးပေါ့ဗျာဒါဘဟုသုတအနေနဲ့ကျွန်တော်တင်ပြတာပါเนาะကော်ကူနောက်မှာကော်တွေအများကြီးကတ်ထားတယ်မှာကော်အဖတ်လိုက်တယ်မှာကွာကုန်တာเนาะဒါကော်အဖတ်တယ်မကော်အဖတ်တယ်ဒီမှာကျွန်တော်ပြမယ်ကျွန်တော်ဟိုဟာကျွတ်ချီလို့ဖမ်းတဲ့ကော်လေอืมဒီကော်ဘန်းထဲမှာမိနေတာ ဒီကော်ဘန်နဲ့မှမိနေတာဒီကော်ဘန်နဲ့မှမိနေတာအဲ့ဒါကျွန်တော်စိတ်ချစ်လက်ရှိနဲ့ဖယ်ပြီးတော့ဟာအဲ့မြောင်လေးရလဲအဲ့ဒါတိတ်တော့မှစိတ်ထဲမှာကြည်ရင်လည်းမကောင်းစိတ်ထဲမှာအဲ့ဒါ Google မှာကျွန်တော်တိုက်ရှာတာကော်ကန့်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ Google မှာတင်လာတဲ့ဒီစီနဲ့ပေါ့နော်စားစီနဲ့လောက်ရမယ်ဆိုလို့အဲ့ဒါကျွန်တော်စိတ်ရှိလက်ရှိနဲ့လောက်တာအခုတော့ကော်တွေရကွာကုန်ပြီ သူ့တော့လှောက်လှောက်ပေးတာပေါ့နော်အခုဆိုရင်သူနားလည်းမသေးတော့သေးကြတယ်ကော်ရီကော်ကော်ရီအဖက်လိုက်ဖက်လိုက်กว่าလာဒီပို့လေးလူလူမဲမဲแชร์ထားကြနော်ကျွန်တော်တို့ဒီလိုတတိဆန်လေးတွေမှာပဲကက်ကက်ကျွန်တော်တို့လက်တွေမှာပဲကက်ကက်ခြေထောက်တွေမှာပဲကော်လေးအရန်နဲ့အာပြင်းနဲ့ကော်လေးကက်ရယ်ဒီလိုစားစီနဲ့လောင်ပြီးတော့ပို့ပြီး ကော်ရီးယားကွာကြတယ်ဆိုတော့ကျွန်တော်ဒါပြန်လဲမျှဝေခြင်းဖြစ်တယ်နော်ဒါကျွန်တော်လက်တွေ့လက်တွေ့လောက်နေတယ်နော်မကြည့်ကျွန်တော်လည်းအိမ်မှန်ကြောက်တယ်အဲတွေ့လားကော်ရီးမနှဲကွာနေဟော့နေရောကြံသေးတယ်နည်းနည်းအားမွေးလာအောင်ပူပြီးတော့ကြော့တွေ့လားခုနကဆိုတော့ကော်ရီးကနေအော်အော်အော်တွေ့လားနော်ဒါလက်တွေ့နော်လက်တွေ့လက်တွေ့